ကျွန်တော်တို့နိုင်ငံကတော့ဒီအမုံစကားနဲ့ပတ်သက်ရင်ကျွန်တော်တခြားနိုင်ငံလေးထက်ပေါ့နော်ကျွန်တော်အမြင်ကတော့ဒီအစာပေါင်းများစွာပုံတက်ရောက်နေပေါ့ဘာလို့ဆိုဘာလို့ဒီလိုဖြစ်ရလဲဆိုတော့တခြားနိုင်ငံတွေမှာကကျွန်တော်တို့မတူကွဲပြားစရာအများကြီးရှိနေအောင်ဒီကျွန်တော်တို့ဘာသာရေးရှိမယ်နိုင်ငံရေးမြင်တစ်ခုနှစ်ခုသို့မဟုတ်အနည်းငယ်ပေါ့နော်ဒီလိုရှိမယ်ကျွန်တော်တို့နိုင်ငံမှာဒီလိုမဟုတ်ကျွန်တော်တို့ကအာနိုင်ငံရေးအခြေအနေကမတည်ငြိမ်တဲ့အခါမှာသူကမတည်ငြိမ်အောင်ပို့ပြီးတော့ဒီလူမျိုးရေးဘာသာရေးအငင်းပွားမှုတွေအမုန်းစကားတွေပို့ပြီးတော့ ဖြစ်လာနိုင်အောင်လို့လို့ရရနိုင်ခြင်းရှိရပေါ့နော်ဘာလို့လဲဆိုတော့ तू ကနိုင်ငံရေးမတည်နေတဲ့အချိန်မှာဟိုနိုင်ငံနိုင်ငံရေးအရာ အตาကြီးရယူလို့တာအမျက်ထုတ်လို့တာဆိုင်ရှင်ဒါမျိုးတွေမှာလုံလို့ရနိုင်တာပေါ့နော်ဘာသာရေးအမြင်နဲ့မကအောင်တော့လူမျိုးရေးအမြင်ပြီးတော့ဒီတိုင်းရင်းသားရဲ့အများကြီးရှိတာဟိုရာနေချီပြီးတော့ဒီတိုင်းရင်းသားအမြင်အဲ့တော့သူအစိုးရနဲ့ကကျွန်တော်တို့စီမှာအရန်မတူ क्वे ပြားတဲ့ဟာတွေအရန်များတယ်ပြီးတော့မတူ क्वे ပြားတဲ့အပြင်ကျွန်တော်တို့စီမှာဒီ260ကျော်290ကျော်ဒီစစ်အာဏာရှင်ကဒီလိုမျိုးအဲ့လိုသူတို့ကဒီလိုမျိုးအမုန်းစကားနဲ့ဒီဝါဒဖြန့်တဲ့ဟာတွေဘာသာရေးလူမျိုးရေးတွေကိုအဓိကတွေးခွဲတဲ့နေကိုအသုံးပြုပြီးအုပ်ချုပ်ခဲ့တာဖြစ်တဲ့အတွက်ငကုန်နဲ့ကကျွန်တော်တို့နိုင်ငံကဒီအမုန်းစကားတွေဒီ တော့ဘယ်လိုပြောရမလဲတရင်အမားတွေပေါ့နော်အားလုံးကဒီလူတွေစီမှာအမြင့်တွေပြီးတာဖြစ်နေရဘူးအဲ့တော့အာနံပါတ်1 propaganda လုပ်နိုင်တယ်ဘာသာရေးကိုကာကွယ်မယ်ဆိုပြီးတော့မှသူက propaganda လုပ်နိုင်တယ်အဲနောက်တစ်ခုကတော့ဘာသာရေးမတူညီတဲ့အပေါ်မှာမူတည်ပြီးတော့မှသူကအမုန်းစကားပြောပြီးတော့မှသွေးခွဲတာတွေအချင်းချင်းကြားထဲမှာပို့ပြီးတော့အမုန်းပွားလောင်လုပ်တဲ့ဟာတွေဒါမျိုးတွေကိုလုပ်လို့ရမယ်လို့ထင်တယ်အဲ့တော့တစ်ခုခုဖြစ်လာပြီဆိုလို့ရှိရင်ကလူတွေကဘန်းနဲ့ဖန်နေကြည့်တယ်ပေါ့အာတစ်ဖက်မှာလည်းဒါပြည်သူတွေကလည်းပြည်သူတွေဘက်ကကြည့်တယ်လို့ဒါစက္ကစဘက်ကလူတွေကလည်းစက္ကစ ဆာဘက်ကဟာကိုကြည့်ကြရဲပေါ့နော်တယောက်နဲ့တယောက်ဒီလိုမျိုးလွှဲချလို့ရတဲ့ဒီအခင်းချင်းတွေကအများကြီးဖြစ်ပေါ်လာကြရဲပေါ့နော်ဒါကဒါကဒီအခင်းချင်းဒါပြဿနာအမှုပေါ်မှာပဲဒါမှုလို့အခြေခံပြီးပြောတာပေါ့တကယ်တကယ်ဆိုလို့ရှိရင်ဒါမျိုးတွေဟာဥပမာရှုပြီးတော့ဒီလူမျိုးရေးတွေဘာသာရေးတွေပေါ်မှာလည်းဒါအများကြီးပေါ့နော်ဒီအထေကယုံနေပြီးတော့ဒီပဋိပက္ခတွေကအများကြီးပို့ပြီးတော့ဖြစ်ပေါ်လာပါတယ်။ဘာကြောင့်လဲဆိုတော့လူစုကနှစ်စုကွဲသွားတယ်ဆိုတဲ့သဘောကြောင့်ပေါ့နော်။ Speed Matter ရဲ့ပြည်သက်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ။